ရက်ဖို့ကိုပြီးသက်ခေါ်ယူခြင်းဒီရာကိုဘာစီလိုနာတို့ညီနိုင်မှရမယ်မန်ချက်စတာယူနိုက်တက်နေပြအမိုရီလက်အောက်မှာပွဲထွက်ခွင့်ပုံမှန်မရပဲအသင်းရဲ့အဆင်မပြေဖြစ်ခဲ့တဲ့အသက်29နှစ်ရွယ်တိုက်စင်မှုမှာကက်ရက်ဖို့ဟာ2025-2026ရာသီအတွက်ဘာစီလိုနာအသင်းစီကိုအငားနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်လာလီဂါအသင်းကြီးစီကိုရောက်ပြီးခဲ့တဲ့ကရက်ဖို့ဟာပြိုင်ပွဲစုံ၁၀ပွဲမှာ၃ဂိုးသွင်းယူကငါးဂိုးဖန်တီးပေးထားပြီးတော့ပြီးခဲ့တဲ့လကချန်ပီယံလိပွဲစဉ်မှာနျူကာဆယ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းသွင်းကုန်းတစ်ကိုယ်ထိကိုသွင်းပြပြီးခြေစွမ်းပြခဲ့ပါတယ်စပိန်မီဒီယာများရဲ့ရက်ဖို့ကိုအနီးကဆောင်ကြည့်သူတွေအဆိုအရယူနိုက်တက်မှာရှိစဉ်ကနိုင်ရှင်မဲ့ဆိုရင်ဘာစီလိုနာမှာထူးခြားတဲ့ကွာခြားချက်တခုကိုတွေ့ရှိခဲ့ပါတယ်။အဲဒါကတော့ဘာစီလိုနာရဲ့တိုက်စင်မှာရက်ဖို့ကအဓိကဦးဆောင်သူဖြစ်တော်မှာဖြစ်ပါတယ်။ဒီလိုဖြစ်တဲ့အတွက်ကိုလည်းရလဒ်နေတဲ့ယူနိုက်တက်မှာမကြခင်ဖြစ်လေရှိတဲ့ပြိုင်ဖက်သင်းများကသူ့ကိုလူနှစ်ယောက်နဲ့ထိန်းချုပ်ဆောင်ကြည့်ခြင်းမျိုးယွန်းနေသွားပါတယ်။ဒီအက်တလက်တီအဆိုအရရက်ဖို့ကကျဲဝင်ကစားသမားဖြစ်ရတဲ့ဝန်ထုပ်ဝန်မိုးကိုမထမ်းရတော့ဘဲ ်အသင်းဖော်ရင်လည်းသူ့ရဲ့ကြားမှာလည်းပို့ပြီးတော့အချိန်ဆက်မိလာတာတွေ့ရပါတယ်။ဒါပြင်ဘာစီလိုနာနီးပြန်ဟန်စီဖလက်ကလည်းရက်ဖိုရဲ့ကြိုးစားမှုကိုအထင်ကြီးလေးစားမိကြောင်းပြောကြားခဲ့ပါတယ်။ရက်ဖိုရဲ့ဘာစီလိုနာကစားသမားဘဝအစာကောင်းခဲ့တာကြောင့်ဘာစီလိုနာအသင်းဟာသူ့ရဲ့အငှားစာချုပ်ကိုအပြီးသက်ဝေယူဖို့အစဉ်အသင်းဖြစ်နေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။စပိန်တရေးစာအချို့ရဲ့ဖော်ပြချက်ရပါစီလိုနာဟောပေါင်းနှက်ဆက်ကြောက်တက်သမားနှစ်တန်းနဲ့အပိသက်ခေါ်ယူခွင့်ကိုအသုံးပြုဖို့အသင့်ရှိပြီမယ်ကလပ်ရဲ့ဗန်နာရဲ့အခြေအနေကြောင့်ပဲပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေရှိနေပါတယ် 2028ခုနှစ်ဇွန်လတည်ယူနိုက်တက်နဲ့စာချုပ်ရှိထားတဲ့ရက်ဖို့ကလက်ရှိရှိနေတဲ့တပတ်ပေါင်3သိန်း15000လားစာရဲ့ဒစိတပိုင်းကိုရှော့ချဖို့လိုအပ်နိုင်မှာရှိပါတယ်။ပရီးမီးယားလိမှာရနေတဲ့ဝင်ငွေပမာဏကိုလာလီဂါကိုပြောင်းမယ်ဆိုရင်တည်တည်တသာရှော့ချရမယ်ဆိုတော့ကစားသမားတိုင်းကလက်ခံနိုင်မှာမဟုတ်ပါဘူး။ အကေရက်ဖူကသူ့ရဲ့လဆာကိုတီးတီးတတ်တာရှော့ချဖို့ငင်းဆန်မယ်ဆိုရင်ဘာစီလိုနာသူ့ရဲ့ပေါင်26ဒသမ2တန်းအပြီးသက်ဝယ်ယူခွင့်ကိုအတက်သွင်းဖို့ခက်ခဲသွားပါလိမ့်မယ်။တခုရှိတာကကစားသမားတူဦးတဲ့ငွေကြေးထက်ပျော်ရွှင်မှုပုံမှန်ကစားခွင့်နဲ့အသင်းရဲ့အဓိကကစားသမားနေရာဟာပုံမှန်အရေးပါပါတယ်။ဒါကြောင့်မယ်ရက်ဖူကကစားသမားပေါ်အောင်မြင်မှုကိုပြန်လည်ထူထောင်မှုအတွက်လဆာနေငယ်ရှော့ချဖို့ကိုလက်ခံနိုင်ခြင်းမြင်မှာပါတယ်။ဒါကြောင့်မဲ့လာဆာရှော့ချရခြင်းကိုညှိနှိုင်းရမယ်။အကဲကဲတကူဖြစ်ပေမဲ့ရက်ဖိုရဲ့စိတ်ဆန္ဒကဘာစီလိုနာမှာဆက်နေခြင်းနဲ့ဆိုရင်အပြီးသက်ပြောင်းရွှေ့မှုဟာ ဖြစ်မြောက်သွားနိုင်ခြေရှိနေတာဖြစ်ပါလိမ့်လက်ရှိအချိန်မှာတော့ Rafa အင်္ဂလန်လက်ပြေးစစ်တင်းတဲ့နိုင်ငံတကာပွဲစဉ်တွေကစားနေပြီးလာမယ့်သတင်းတပ်ပတ်မှာတော့ Girona နဲ့ La Liga ပွဲစဉ်အတွက် Barcelona အသင်းစီကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါလိမ့်